တော်ပြီတော်ပြီဟင်ပါပါပြီဟိုတချောင်းတော့ဘာမှမရှိတော့ပဲဘာမှမရှိတော့ဘာမှမကိုမရှိတော့ဖေးရသွားပြီဘုန်းကြီးတို့ကျတော့ဖေးရောက်ရည်ဖေးရရဖေးရရသွားပြီသွားပြီတရားပညာနဲ့ပြည်သူနဲ့မင်းကောင်းမင်းမြတ်ကြီးကတော့တကြံကာလမှာသာသနာပြုနေတဲ့သာသနာပြုချက်ကြီးပေါ့ဗျာအလုံးမဲဒေါ်လန်တော်နေသည့်ဖြစ်ပါစေဒီရဲ့ပုံဟာ မြေငလျင်ကြောင့်ပြိုပြက်သွားတဲ့ပုံတပုံလို့ထင်ကောင်း ထင်ရပါလိမ့်မယ်။သို့တော်လည်းပဲဒီပုံရဲ့တကယ်ပကတိအမှန်ဟာမြင်ကလေးကြောင့်ပြုတ်ပြတ်တဲ့ပုံမဟုတ်ပါဘူး။ပြီးခဲ့တဲ့ကြံအကျိုနှစ် AB 73ရဲ့နေ့ကစစ်မိတ်စာစစ်ဘလူးတွေကညနေမြန်မာသနော်ချင်း၄နာရီမိနစ်30အချိန်ခန့်မှာဥသိန်းကျင်လည်ခဲ့တဲ့ဥသိန်းရဲ့သာသနာ့ပြုလုပ်ငန်းမှာတသိတပိုင်းအကျိုးပြုခဲ့တဲ့ကျေးရွာဖြစ်တဲ့လဲမာကျေးရွာလဲမာဖုန်တော်ကြီးကျောင်းမှာစစ်မိတ်စာစစ်ဘလူးတွေကဂျက်ဖိုက်တာနဲ့ ေါင်900ကန်းရှိတဲ့ဘုံကိုပြစ်သွင်းခဲ့လို့ပြိုပြက်သွားတဲ့သာသနိကအဆောက်အုံမှာဟိုတစ်ဖက်ကတိန်ချောင်းမှာဒီဘက်တစ်ဖက်ကတော့ဓမာယုံမှာဒီဓမာယုံမှာပဲဦးသိန်းတို့တွေအတ္တမစဲမဟာပဋ္ဌာန်ရွတ်ဖတ်ပူဇော်ပွဲတွေကျင့်ပခဲ့ဘူးပါတယ်ဒီဓမာယုံကြီးထဲမှာပဲဘုရားဘာသာမျိုးသက်တွေပေါ်ထွန်းရေးအတွက်ယဉ်ကျေးလိမ်မှာဘုရားဘာသာသင်တန်းတွေပို့ချခဲ့ဘူးပါတယ်အခုတော့ ဒီအဆောက်အုံတွေဟာပြာကျသွားပါပြီဒီလိုဘုရားဘာသာသာသနိကအဆောက်အုံတွေကိုဥတီတိုက်ခိုက်တာပဲဖြစ်ပါတယ်တိုက်ခိုက်စဉ်ကာလမှာဥသင်းတို့ပြည်သူတွေကံကောင်းသွားတာကဒီကျောင်းတော်ထဲမှာတကြံအကျိုးနဲ့ဖြစ်တည်အားလျော်စွာဥသင်းတို့ဘုရားဘာသာမြန်မာလူမျိုးတွေရဲ့ထုံနှံအစဉ်လာရဥပုပ်တရင်စောက်တည်နေကြတာဖြစ်ပါတယ်ဥသင်းတို့အညာဒေတာမှာဆိုရင်ဥပုပ်တရင်စောက်တည်တဲ့ဆိုရင်မနက်ခင်း9နာရီလောက်ကစား ဖုန်းတော်ကြီးเจ้าကိုစုဝေးပြီးတော့၈နာရီ၉နာရီမှာဖုန်းတော်ကြီးတွေဟောကြားတဲ့တရားဓမ္မတွေကိုနာယူပြီးတော့နေသွန်းစားပြီးတနေ့ကုန်ညနေ၄နာရီ၅နာရီမှာမိမိတို့အိမ်ကိုပြန်ရတာပါတချို့ဆိုလို့ရှင်เจ้าမှာပဲအဲသရေချပြီးတော့မှเจ้าမှာပဲအိပ်ပြီးတော့မှဥပုပ်သတင်းစောင့်ကြတဲ့အလေးထားတွေလည်းရှိကြပါတယ်ဒီဘုံအကျဲခံရတဲ့ကာလမှာဦးသနိုးရဲ့အညာဒေတာဟာအရာပူပြင်းတဲ့ဒေတာဖြစ်တဲ့အတွက်ဒီเจ้าကြီးဘော်ကိုဟိုလူသူတွေမနေနိုင်ကြပါဘူး အဲ့ကြတော့ဟိုဩဒရိုင်းနာမှာရှိနေတဲ့ဟိုတဲလေးတွေတစ်ပင် အောက်လေးတွေမှာအေးလူလူအေးရအေးချောင်းလေးတွေနေကြတဲ့အခါမှာလူတွေအသေးအပြောက်မရှိသလောက်ကင်းရှင်းသွားတာပဲဖြစ်ပါတယ်တကယ်လို့သာဒီနေရာမှာအလုတ်ပေးတရားများနေလေနေခင်ဟောကြားမိခဲ့မယ်ဆိုလို့ရှိရင်တော့အဲ့ဒီအချိန်မှာဝင်ပြီးတော့ကျဲလိုက်မယ်ဆိုရင်တော့အသေးအပြောက်တွေဟာပြောင်းပြန်ချိုးစားတွေတိပြောင်းလဲသွားနိုင်တဲ့အနေအထားမျိုးဖြစ်ပါတယ် ကျောင်းနဲ့အနီးတဝိုက်အိမ်မာကတော့ဒေါ်ပွားဦးလို့ခေါ်တဲ့အမျိုးသမီးတယောက်ဦးသိန်းတို့ရဲ့မိတ်ဆွေပါပဲအဲ့ဒါကမှအသက်ဆုံးရှုံးသွားတာဖြစ်ပါတယ်ပြောချင်တာကဒီတကြံကာလမှာဦးသိန်းတို့မြမရိုးရာအတာတကြံနဲ့အတူဥပုသ်တင်စောင့်သုံးရတဲ့အားတွေလည်းအများကြီးရှိပါတယ်အများကြီးရှိတော့ကြတော့အခုဒီနေရာကိုဂျက်ပိုက်တာနဲ့ဘုံအကျဲခံရတဲ့ခုမီးလောင်ပြာကျသွားတဲ့ဗိုလ်ရိုဖိုင်ကိုဦးသိန်းပြန်လှည့်ပြီးတော့ တင်ပြပေးသွားမှာပဲဖြစ်ပါတယ်။ပြီးသွားပြီသွားပြီ။ဟင်သွားပါပြီ။ဒါဦးဇင်းတို့ကြောင်းတော်ကြီးပါ။ကောင်းဆောင်ကြီးမိလောင်ကြပြကြတော့တာဖြစ်ပါတယ်။ဟုတ်တယ်ပါပါပြီ။ရတ်သူရွာသားတွေဖျားရီတော့ကုန်ပါဘာရွာသူကုန်ပါဘာမှမရှိတော့ပဲ။လုံးသေးဖို့ဘာမှမရှိတော့ ပြေမွပျက်စီးသွားအောင်ဖြည်းဖြည်းပဲဖြားရအောင်ဘာပါပြီအကုန်လုံးအကုန်လုံးစိမိတ်သာစစ်ဘလူးဖက်စစ်စစ်တာမရင်းတက်ကပြုတ်မှုဆောင်ရွက်သွားတာပဲဖြစ်ပါတယ်ဟာဒီတနေ့ရတယ်မဟုတ်ပါဘူးဟိုဘက်ကစာတင်ကြောင်းတွေပဲထိသွားတာဖြစ်ပါတယ်စာတင်ကြောင်းကျောက်ဦးတဲ့ချင်းရတယ်ကွာဟုတ်ဒီလိုကြည့်ပါဖေရလည်းဖေရလည်းကြောင်းလည်းဒီနေရာမှာဖေရဖေရတော့ကြည့်မလားဖြစ်ပါတယ်ဖေရကတော့ဘာမှဖြစ်တော့ဖြစ်နေတာပဲ တော်ပြီဦးစင်ကလုတ်ခဲ့ဦးစင်ကရောဦးစင်ပြန်တော့ပြန်သွားတယ်ပဲကိစ္စဖះရသွားပြီဖះရသွားပြီဖះရသွားပြီဒီမှာဖះရလည်းပဲအကုန်လုံးဖះရရဖះရရသွားပြီတင်ကြောင်းလည်းပြီးတော့ပြီးပါဘူးတင်ကြောင်းလည်းနော်ပြည့်သိသွားပါတယ်ဒီဘက်ကဓမ္မယုံကဓမ္မယုံလည်းပဲပြည့်သိသွားပါတယ်ဆိုတော့ဦးစင်တို့လူရတော့ကိုကြီးပြောင်းမှာဦးစင်တို့ကျင်းတဲ့တော်ရွာရဲ့ဗုဒ္ဓဘာသာခွင်းတော်ကြီးကျောင်းနေမှာနံပါတ်၁ကတိတ်နံပါတ်၂ဖះနံပါတ်၃ဓမ္မယုံနံပါတ်၄ ပြောင်းပါရည်ဖြစ်ပါတယ်သူအခြေခံကြတဲ့အဆောက်အအုံတကယ်အရေးကြီးတဲ့အဆောက်အအုံတွေအားလုံးကတော့ပြည့်စည်သွားပြီဖြစ်ပါတယ်ဒါရည်ရွယ်ချက်ရှိရှိပြစ်မှတ်ကိုတိတိကျကျနဲ့ပြစ်သွားတယ်ဆိုတာဒါထင်ရှားပါတယ်ဥဒင်းတို့ဒီတည်မြို့နယ်မှာဒီအဆောက်အုံတစ်ခုတည်းပဲထိခိုက်ပျက်စီးသွားတာမဟုတ်ပါဘူးဥဒင်းတို့တည်မြို့နယ်မှာ2025အတွင်းမှာစစ်ကောင်စီကပြုလုပ်ခဲ့တဲ့အမှုပေါင်းပြည်သူကို တပ်ဖြတ်ခြင်းသေးတာတွေကအပါဝင်လေးနဲ့ဘုံကျဲတာတွေကသာပေါ့နော်အမှုပေါင်းဒါဖြစ်စဉ်ပေါင်း6ကြိမ်ဖြစ်ခဲ့ပါတယ်ဖြစ်စဉ်6ကြိမ်ဖြစ်ခဲ့တယ်ဒီ6ကြိမ်ထဲမှာမှတာဒနိကအဆောက်အုံပျက်စီးတာ2ကြိမ်ပါတာဒနိကအဆောက်အုံကိုပြစ်မှတ်ထားပြီးတက်ခိုက်ခံရတာ2ကြိမ်ဖြစ်ပါတယ်အဲ2025ခုနှစ်မတ်လ17ရက်နေ့3နာရီမိနစ်20ခန့်မှာတရေမြို့နယ်ပဲခင်းကြီးကြီးရွာဖုံတော်ကြီးကျောင်းကို စစ်ကောင်စီတရားဦးလေတပ်ကချက်ပိုက်ထားအုံပြုပြီးတော့ပဲကင်းကြီးဖုန်တော်ကြီးကျောင်းဆောင်ကိုတိုက်ပွဲဖြစ်သည့်နေရာမဟုတ်ဘဲနဲ့ပေါင်900လို့ယူဆရတဲ့ဘုံနှလုံးကျဲချခဲ့တာဖြစ်ပါတယ်။ဒါအခုမြင်တွေ့နေရတာကဒါပဲကင်းကြီးကျောင်းတိုက်ရဲ့အပြစ်စီယူရင်းချက်ဓာတ်ပုံမှတ်တမ်းတွေပဲဖြစ်ပါတယ်။ဗီဒီယိုမှတ်တမ်းကတော့ဒီဟာပါ။ဒါကဘဲကင်းကြီးကျောင်းတိုက်ရဲ့ပျက်စီးယူရင်းမှုအခြေအနေပဲဖြစ်ပါတယ်။ ကြည့်ကြည့်ပဲကြည့်ရယ်နော်ဒါမိတ်ထက်ကတော့ဆွဲရည်ရတယ်ဒါမိတ်တော့ဒါသမိတ်သာသဘလူတွေနောက်ထပ်ရုံမှာပက်ဆက်တယ်ဆိုတော့ဒါတွေ့နေရတာဖြစ်ပါတယ်ဆိုတော့ဒါကဥစဉ်တို့တစ်စဲမြို့နယ်မှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ပါဆိုတော့ဥစဉ်တို့ရဲ့တောသူတောင်သားတွေဟာ ထူးသဖြင့်အညာမှာရှိနေတဲ့တောတူတောင်သားတွေဟာအင်မတန်မှဆင်းရဲကြပါတယ်။မိုးရွာမှစပားဆိုက်ရတာပါ။မိုးကြမှပဲကျဲရတာပါ။ဆယ်မြောင်းဒါတမန်တွေကောင်းကောင်းမရှိတဲ့အရတ်ဒေတာပါဦးဇနုဒေတာဟာ။အရတ်ခေါ်ပြောရမယ်ဆိုလို့ချင်းဦးဇနုရဲ့စိုက်ပျိုးဒေတာတွေစိုက်ပျိုးလယ်မြေတွေဟာမိုးကောင်းတောတွေဖြစ်ပါတယ်။မိုးသုံးမိုးတမိုးမိုးချိုပြင်းလို့ရှိရင်ဦးဇနုရဲ့တောင်တွေသမားတွေဟာကောက်ပဲသီးနှံနေမဖြစ်ထွန်းမဲနဲ့ဆုံးရှုံးမှုတွေနစ်နာမှုတွေအများကြီးကြုံရတဲ့ တကယ်ဆင်းရဲတဲ့နေရာပါဗုဒ္ဓဘာသာဝင်တွေကြောင်းတကြောင်းဖြစ်ဖို့အတွက်ခက်ခက်ခဲခဲနဲ့ဆယ်စုနှစ်တနစ်ကြာလောက်ထိအချိန်ယူပြီးတော့အလူခံတီဆောက်မှဦးသိန်းတို့ဘုန်းကြီးကျောင်းဆောင်တစောင်းရတာဖြစ်ပါတယ်ဒီလိုတခါတခါမတွေရဲ့သွေးတွေချွေးတွေဓမိယလာရတွေနဲ့ခြာပွေးပြီးတော့မှခက်ခက်ခဲခဲတီဆောက်ထားတဲ့ကျောင်းဆောင်တွေကိုမိနစ်ပိုင်းစက္ကန့်ပိုင်းတွေမှာဖြက်စီးချေမွပစ်လိုက်တာဟာစစ်မိတ်စာစစ်ဘလူး ဖက်စစ်စစ်တပ်မရင်းတပ်တရားပညာနဲ့ပြည်သူနဲ့မင်းကောင်းမင်းမြတ်လို့ခံယူထားတဲ့သူတွေကလုတ်သွားတာဖြစ်ပါတယ်ဒါရင်မကတိပါဘူးဦးသိန်းတို့ဒဇယ်မြို့နယ်လေမရွာဖြစ်တဲ့မဖြစ်ခင်မှာဒီပဲရင်မြို့နယ်ကြက်ခတ်ကြီးရွာအရှင်းဆုံးပြောရမယ်ဆိုလို့ရှိရင်တော့တမိုင်းမှာအလွန်ထင်ရှားတဲ့တဘောင်ပညာရှင်ကြီးအယူတော်မင်္ဂလာဦးနှိုးရဲ့ဇာတိကြက်ခတ်ကြီးရွာမှာလည်းပဲဒီဖြစ်စဉ်မျိုးဖြစ်ခဲ့ပါတယ်အေဘီလ12ရက်တကြံအကြိုနေ့မတိုင်ခင်မှာ ဖြစ်ခဲ့တဲ့အဖြစ်ပြက်ပါသခိုင်းတိုင်းဒီဘဲရင်မြို့နယ်ကြက်ခတ်ကြီးရွာဖုံတော်ကြီးကျောင်းသူအကျန်းဖက်စစ်ကောင်စီလေတပ်က AB 12ရက်နေ့လယ်တနာရီ55မိနစ်မှာဗိုလ်ကျဲတိုက်ခိုက်တာကြောင့်တန်ဃာတော်ကိုရင်တွေနဲ့တကြီးရွယ်အိုတွေတေဆုံးမှု ထိခိုက်မှုတွေဖြစ်ခဲ့ရတယ်ဆိုတာကိုဒါသတင်းတွေမှာလည်းဖော်ပြထားတာဖြစ်ပါတယ်။နောက်လယ်မရွာဖြစ်စဉ် AB 73ရက်နေ့ဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်နောက်တနေ့မှာပဲတကြံအကြနေ့ AB 14ရက်နေ့မှာလည်းပဲစကိုင်းတိုင်းမှာပါပဲ ကဏီမြို့နယ်ထဲမှာဒီဖြစ်စဉ်မျိုးထပ်ပြီးတော့ဖြစ်ခဲ့တာ ဖြစ်ပါတယ်ဒီတိုက်ခိုက်မှုဟာလည်းပဲအင်မတန်မှရက်ဆက်ရုပ်မာပါတယ်ဖုံးတော်ကြီးကျောင်းကိုပဲရည်ရွယ်ပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်တကိုင်းတိုင်းရင်းမာပင်ခရိုင်ကဏီမြို့နယ်အတွင်းကရေးရွာ၃ရွာကိုတရံကာလဖြစ်တဲ့မနက်ပိုင်းစေအုပ်စုကဂျက်ပိုက်တာနဲ့ဂျက်ပိုက်တာတိုက်လေရင်ဝိုင်းစက်နစ်လေရင်ဒရုန်းတွေနဲ့ ထင်တိုင်းကျဲဘုံကျဲတက်ဖြတ်လို့တာမဏေကိုရင်တပါးနဲ့ဒေတာကံပြည်သူတို့အူတို့အသက်ဆုံးရှုံးခဲ့ရတယ်ဒါလည်းကဏီမှာဖြစ်ခဲ့တဲ့အဖြစ်ပြက်တွေပါတရားပညာနဲ့ပြည်သူနဲ့မင်းကောင်းမင်းမြတ်ကြီးကတော့ကြံကာလမှာသာသနာပြုနေတဲ့သာသနာပြုချက်ကြီးပေါ့ဗျာပြောကျင်တာကစစ်မိတ်သာစစ်ဘလူးဟာဘလို့ပဲဆိုဆိုသူတို့တဲ့သူတို့ရဲ့ယင်ထဲမှာဘာသာသာသနာတကယ်မရှိဘူးဆိုတာကိုဦးဇင်းတို့ညင်တွေ့ရမှာပဲဖြစ်ပါတယ် ဒီတော့ဥသိန်းတို့ယဟန်တန်ကထုတွေတိဖို့လိုအပ်ပါပြီတိဖို့လိုအပ်ပါပြီဘာသာသာသနာကိုတကယ်စောင့်ရှောက်တယ်အမျိုးဘာသာသာသနာကိုတကယ်တန်ဖိုးထမြန်နိုးတယ်ဆိုလို့ရှိရင်ဒီနေ့ပြည့်စည်နေတဲ့အဆောက်အုံတွေသာသနာ့ကအဆောက်အုံတွေကဗုဒ္ဓဘာသာဝင်တွေရဲ့အဆောက်အုံတွေပါအခုပြောင်းတော်မူသွားတဲ့ကိုရင်တွေဟာလည်းဗုဒ္ဓဘာသာကိုရင်တွေပါနောက်တစ်ချိန်မှာသာသနာအာသာနီတွေဖြစ်လာမဲ့တကယ်သာသနာသူရဲကောင်းတွေပါဒီတော့ ငါတို့ထိမှပဲနာကြမှာလားလို့အရှင်ဘုရားများကိုဒီလိုပဲမေးကြင်ပါတယ်ငါတို့ကြောင့်ထိတာမဟုတ်ဘူးကွာဆိုပြီးတော့အရှင်ဘုရားတို့ကအတာနေနေကြတော့မှာလားဒီလိုအတာနေရင်အတာနေရင်ねဒီကြောင့်နေဟာအသေးနာနေပါပြီအတာနေခဲ့လို့အသေးနာခဲ့တဲ့တမိုင်းတစ်လျှောက်လုံးမှာလည်းပဲပြန်ကြည့်မယ်ဆိုလို့ရင်စိမိတ်သာစစ်ဘလူးတွေဖက်စစ်စစ်တာမရင်းတက်ရဲ့ရုပ်မာမှုတွေကြောင့်ပဲဖြစ်ပါတယ်ဒါတွေကိုအရှင်ဘုရားတို့သိတော်မူကြပါအမျိုးဘာသာသာသနာမျိုးဘာသာသာသနာဆိုပြီးတော့ ပါဇက်ကအမြုပ်ထွက်အောင်អော်ပြီးတော့မှအမျိုးကိုချစ်ပြီးတော့မှဦးသိန်းတို့ရဲ့သားသမီးကအဆောက်အမြစ်တွေကိုချိုးနေတာလားရှင်ပြတို့ဒါတွေကိုလည်းတွေးတောဖို့လိုအပ်နေပြီဖြစ်ပါတယ်ဒီလိုသားသမီးကအဆောက်အုံတွေဖျက်ဆီးဆုံးရှုံးနေတဲ့အချိန်တကြံကာလဥပုပ်တရင်စောက်တည်နေကြတဲ့ဒကာဒကမတွေဥပုပ်တီလာဘွဲတွေမလုံရဲအောင်တရားဘွဲတွေမလုံရဲအောင်ချိတ်ချောက်နေမှုမျိုးတွေဟာသာသနာပြုတ်နေတာလားလို့အရှင်ဘုရားတို့ကိုးကွယ်နေတဲ့စိမိတ်စာစစ်ဘလူးတွေကိုပြန်ပြီးမေးကြည့်ပေးကြပါအောင်ဗျာ ယောမတိထိမနာတဲ့စိတ်တဟာယဟန်တန်ကမပြောနဲ့လူတော်ကြည့်ရမှာမဟုတ်ပါဘူး။ဘုံတော်နဲ့တွေးခေါ်ဒါကတရားတဲ့အလုပ်လားဒါကမတရားတဲ့အလုပ်လားဒါကိုသိကြရမှာဖြစ်ပါတယ်။မိမိကိုထိမနာမှာမဟုတ်ပါဘူး။မိမိနဲ့နှွေရနှွေရတွေထိတဲ့အရာမှာလည်းနာမှာပါ။ဒီအရာတွေကိုဘသူတွေကဖန်တီးနေတာလဲဆိုတာကိုကြောင်းကျိုးစင်ကျင်သုံးသပ်ပြီးတော့ဒီလိုစိုးကျိုးတွေတက်ရောက်မှုရဲ့အကြောင်းတွေကိုဦးသိန်းတို့တွေပယ်ရှားကြရမှာဖြစ်ပါတယ်။ ီနေ့ဓမ္မသူရဲ့ကောင်းတွေဒီလိုစိုးကြိုးတက်ရောက်မှုတွေဖြစ်မလာအောင်လို့နောက်တစ်ချိန်မှာဖြစ်မလာအောင်လို့နောက်မျိုးသက်တွေမှာဒီဒုက္ခတွေမကြရောက်အောင်လို့ဘဝပြည့်အသက်ပြည့်ပြီးတော့ဒီနေ့ကာကွယ်ဖယ်ရှားနေကြပါပြီအရှင်ဖျားတို့ဘဲအကွေ့နဲ့ဘဲတက်နဲ့တမိုင်းခရီးကိုလော်ကြမှာလဲရှင်ဖျားတို့တွေးတောတဲ့မှာပြီဒကာဒကာမပေါင်းများအနေနဲ့လည်းပဲမိမိတို့အပေါ်မှာ တကယ်ဓမ္မနဲ့အညီလမ်းညွန်ပြသပေးနေတဲ့ယဟန်တန်ကားတွေ ဟုတ်ရဲ့လားမဟုတ်ဘူးလားဆိုတာကိုမိမိပတ်ဝန်းကျင်မှာရှိနေတဲ့ရဟန်းတန်ဃာတွေကိုစသစ်ဖို့လိုအပ်နေပြီဖြစ်ပါတယ်ဘယ်သူပဲတေးတေးငတိမာပြီးရောဘယ်သူထိထိငါမထိရင်ပြီးတာပဲကွာဆိုပြီးတော့အသာနေနေကြတဲ့ရဟန်းတန်ဃာတွေကိုပဲတခါတခါမှတွေကဆက်လက်ပြီးကိုယ်ွယ်နေကြအောင်မယ်ဆိုရင်တော့ဒီသာသနာဟာရေသူမျိုးဘုပဲရှိပါတယ်ဒီနိုင်ငံဟာစင်ရတွင်နုံနေကမြုပ်တဲ့မြုပ်ပြီးတော့မှရုံမထွက်နိုင်တဲ့အနေအထားမျိုးရောက်ယုံပဲရှိပါတယ်ဒါကြောင့်ဒီနေ့ ဆိုဂျိုတဲအောင်မှုတွေရက်အဓိကတရားခံသည်ဖက်စစ်စစ်တပ်မရိတ်တပ်ကြောင့်ဖြစ်နေတာဖြစ်တယ်ဖက်စစ်စစ်တပ်မရိတ်တပ်ဟာသာသနာသာသနာနဲ့ပဇက်ကအမြုပ်ထွက်အောင်ပြောသာသနာပြုလုပ်ငန်းသာသနာပြုလုပ်ငန်းနဲ့လောက်ွက်တွေဘလောက်ပဲပြပြတကယ်လက်တွေ့မှာတော့သူတို့ရဲ့အာနာပါဝါဒီမျက်ရည်အတွက်ဘာသာသာသနာကိုလည်းပဲစော်ကားလာတာပဲဖြစ်ပါတယ်စော်လဲစော်ကားခဲ့တဲ့အထောက်အထားတွေအများကြီးရှိပါတယ်ဒီနေ့ဖြစ်စဉ်တွေဟာ ဘာသာရေးအဆောက်အုံတွေအချိန်၄ရက်တိတိစက်တိုက်တိုက်ခတ်ခဲ့တာဟာအဖြေပါပဲဒါကြောင့်စမိတ်သာစေဘလူးကိုလည်းဦးသိန်းတို့တွေပယ်ရှားကြရမယ်စမိတ်သာစေဘလူးနောက်မှာတောက်တိုင်ပြုတ်နေတဲ့ရဟတ်တန်ကားတွေကိုလည်းကျင်ဖယ်ကြရပါမယ်ငါ့ကိုထိမှနာမယ်ငါမထီသေးသမျှမနာဘူးဆိုတဲ့သူတွေကိုလည်းပဲလမ်းမှန်ကိုရောက်အောင်စွဲတင်ကြရမှာပဲဖြစ်ပါတယ်ဒါမှသာလျှင်အရမဝါရတွေသိတုံးပြောက်ွယ်ပြီးတော့မှဓမ္မတရားထွန်းကားပြီးသားရလှပတဲ့ဓမ္မနိုင်ငံတော်ကို ဝိုင်းဝန်းထူထောင်ကြပါလိမ့်မယ်လို့ပြောကြားရင်းနဲ့ဒီပြန်လည်တင်ပြချက်ကိုနေကွန်းကံပသုံးသပ်အပ်ပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်